အဲအားလုံးပဲမင်္ဂလာပါအဲဆိုတော့ကျွန်တော်တို့ကုတ်ရည်ရဲ့နောက်ထပ်သင်ခန်းစာလေးတွေကိုဆက်သွားလိုက်ကြတာပေါ့နော်အဲဆိုတော့ကျွန်တော်တို့ခုဆက်လို့မှာ Arduino မှာကျွန်တော်တို့ကမီဒီလေး၃လုံးရှိမြေပေါ့နော်မီဒီ၃လုံးကိုကျွန်တော်တို့ကအဲတလဲစီလင်းတဲ့ project လေးလုပ်မှာပြောချင်တာဝါစိမ့်နေလေးတွေပေါ့နော်ဆိုတော့ကျွန်တော် red green ဟာစိမ့်နေပေါ့နော်အော်ဆိုရေလို့ပေါ့ဒါ၃မျိုးကျွန်တော်နာမည်လေးပြလိုက်ဟာစိမ့်နေဆိုပြီးတော့နာမည်တခုပြလိုက်မယ်โอเคဆိုဒါကတော့ဒါအစပိုင်းလေးပေါ့ကျွန်တော်ရဲ့ဒီနောက်ပါရှင်းနေမှာ project တက်လို့တာနေတယ်ဒါတင်ရကတ်တို့လို intro လေးဝင်လာမယ်ပေါ့နော်ဆိုတော့မိသုံးလုံးကိုလင်းမှာဆိုတော့ကျွန်တော်တို့ကဆိုတော့အဲ့ဒီအတွက်ကိုသွားမှာပေါ့နော်โอเค ဆိုတော့ကျွန်တော်တို့ကမိတိသုံးလုံးဒီပိုင်းနဲ့လင်းမိတိသုံးလုံးလင်းခိုင်းမှာဆိုတော့အမ်ကျွန်တော်တို့ digital ပေါ့နော်မိတိတွေကိုပိတ်တာဖွင့်နေဆိုတော့ဖွင့်ပိတ်ဖြစ်ပါတယ် digital ပေါ့နော်အဲ့ဒီမှာဆိုရင်ဒီအပြားလေး digital blow လေးတွေဖြစ်ပါတယ်ကျွန်တော်တို့ပေါ်ဆုံးရိုးရှင်းရှင်း blow လေးကိုယူလိုက်မယ်အဲ့ဒီမှာကျွန်တော်တို့ဒီမှာဒီ blow လေးကိုကောက်ထည့်လိုက်တာနဲ့ဒီမှာပင်မုတ်အောက်ပွဲဆိုပြီးပြင်ညာသွားတယ်ပေါ့ပြောချင်တာမိတိကိုကျွန်တော်သုံးတယ်ဆိုတာဒါ မီးမီးထုတ်တာပေါ့နော်မီးထုတ်တယ်ဆိုတော့အထွက်ပေါ့အထွက်ဆိုတော့ output ကိုဒီမှာကျင်ညာသွားတယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်ဆိုတော့ကျွန်တော်တို့ကမီးသီးတစ်လုံးကိုဖွင့်နေစင်မှာကျန်တဲ့မီးသီးနှလုံးကဘာဖြစ်နေရမှာလဲပိတ်နေရမှာပေါ့နော် okay ဆိုတော့ကျွန်တော်ဒါလေးကို3 3က copy ဆွဲလိုက်မယ်မှ duplicate လုပ်လိုက်မယ်ကျွန်တော်ဝါဆိုင်းညီလုပ်လိုက်တဲ့အချိန်မှာ ကိုယ်တော့အဝါထားလိုက်မယ်နော်10ကိုတော့ကျွန်တော်တို့က ဝါစိန်ညီပေါ့နော်အဲ့လိုမျိုးအတားကိုတစ်၁၁ကိုအဝါ30ကိုအစိန်17ကိုအနီလို့ထားလိုက်ပါမယ်အဲ့တော့ဟုတ်ပြီဝါစိန်ညီဆိုအဝါလေးကိုလင်းနေတဲ့အချိန်မှချန်တဲ့အစိန်နဲ့အနီရဲ့ဘာလို့ပြရမလဲပိတ်ပြရမှာဖြစ်ပါတယ်နော်โอเคပိတ်ပြပြီးလို့ရှိရင်ကျွန်တော်ဘာလို့ရမှာလဲဆိုတော့အဲကျွန်တော်ခဏနားရမှာပေါ့နော် အဲ့လိုနားလိုက်တဲ့အချိန်ကျမှကျွန်တော်မိသီးလင်းလိုက်တဲ့အချိန်ဆိုရှိမယ်အဲ့ဒါမှကျွန်တော်မိသီးလင်းနေဆိုတော့မြင်လိုက်ရမှာပေါ့နော်အဲ့တော့ထိန်းချုပ်ရေးလေးကနေပြီးကျွန်တော်စောင့်ဆိုင်းဆိုတဲ့နေရာမှာမီလီစက္ကန့်မဟုတ်ဘူးတစ်စက္ကန့်ဆိုပြီးကျွန်တော်ဒီမှာ tip လို့ရေးလိုက်မယ်နေရာအင်္ဂလိပ်လို့ရေးလိုက်ရတယ်ညီမလို့ရေးလိုက်ရတယ်နော်ဒီကနေ့ဟုတ်ပြီအဲ့တော့ပြီးရင်ကျွန်တော်တို့ကဒါလေးကို copy ဆွဲလိုက်မယ်အဲ့ဒီမှာ copy ဆွဲမယ် copy ဆယ် okay အဲ့တော့ကိုကျွန်တော်တို့ကဖွင့်ပြီးပြီဆိုတော့ဒီတစ်ခါကျတော့30ကိုဖွင့်မှာ30ကိုဖွင့်မယ်ဆိုရင် channel နှစ်ခုပါလောက်မှာလဲပြောင်းပြန်ပြန်ပိတ်ရမှာပေါ့နော်30ကိုဖွင့်မယ်ဆိုတော့ကိုပိတ်ပါမယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်30လေးလင်းလာမယ်ဒါဆိုရင်ကိုလင်းပြီးသွားပြီဒီမှာဆိုရင်30လေးနဲ့အဲ့တော့30လေးနဲ့ချိန်မှာ channel 9နဲ့71ကပိတ်သွားတယ်ပေါ့နော်ပြီးရင် sonic အတိုင်းမျိုးကျွန်တော်တို့စောင့်ဆိုင်မယ်10စက္ကန့်ဒါလေးကိုပဲကျွန်တော်ဆက်လုပ်မယ်ပေါ့နော် ပြန်ကူးမယ်။ Okay ပြန်ကူးပါမယ်။အာ Okay အဲ့တော့ဒီမှာဆိုရင်3မျိုးပေါ့နော်။9ရေ10ရေ17ဒီခါက17ကိုကျွန်တော်ဖွင့်မှာဆိုတော့ကျန်တဲ့9နဲ့10ကိုဘာလို့မလဲပိတ်ပြရမှာဖြစ်ပါတယ်။အဲ့တော့နောက်ဆုံး final calculator ဒီလိုဖြစ်သွားပါတယ်။ setup ဆိုတဲ့နေရာမှာဒါ output ချိန်ညာမဲ့ pin ဒီအလုံးကို output ပေးလိုက်တယ်။ မီးဖွင့်မဲ့ဟာတွေအောက်ပုတ်ပေးပြီးရောဒီမှာလိုအပ်တဲ့ code တွေကိုချက်ချင်းရေးသွားပါတယ်။ Okay ပါဆိုကျွန်တော်ဒီမှာ copy code ဆိုတာတွေလုပ်ပြီးရောအရင်တင်းသုံးလိုက်အောင်ပါပဲ။ Okay အဲ့တော့ကျွန်တော်တို့ကတင်းကားကက်လေးကိုသွားပြီးရောဒီဟာလေးကို simulation လေးကို run လိုက်အောင်ရပြီပေါ့နော်။ Okay တင်းကားကက်ထဲမှာကျွန်တော်ကအကောင့်လိုရင်တော့အကောင့်ဖွင့်လိုက်ပေါ့နော်။ TINKERCAD ဖြစ်ပါတယ်နော်။ TINKERCAD အဲ့တော့ကျွန်တော်တို့ဒီမှာ circuit ဆိုပြီးရော circuit project လေးတစ်ခုကိုဆွဲပါမယ်။ အလိုင်းလေးရတော့ကောင်းမလား okay ဒီမှာ arduino board လေးကိုသွင်းမယ်မြည်သီးလေးရကျွန်တော်၃လုံးဆိုတော့၃လုံးလုံးထည့်မယ် okay code 71ပေါ့နော် okay အဲ့တော့ဝါဆိုင်နေဆိုတော့ဒီရလေးရအဝါအဝါဆို orange oh sorry yellow ပေါ့နော် yellow ဝါဆိုင်နေဒါလေးရအစိမ့်ဆိုတော့ green ဒါအနီး okay ဒါရပြီအဲ့တော့ဒီမီးသီးလေးတွေမှာကျွန်တော်ကအနုတ်ကလေးတွေ sorry ဒီဘက်မှာအနုတ်ကလေးတွေရှိအနုတ်လေးတွေကကျတော့ကဆော်ကတ်တုတ်လေးတွေကကျတော့ဒီဘက်က GND တွေကိုပြေးဝင်လိုက်မယ်အာဒီမှာโอเคအဲ့တော့ကိုကကြတော့ဗာလဲဆိုတော့ အဝါပေါ့နော်ဝါစိမ့်နေဆိုကိုကအဝါဆိုဒီလိုမျိုးလေးဆက်လိုက်မယ်အမ်ဒီမှာတစ်စရာအစိမ့်ဒါလေးကအနီကို့စစ်တဲ့ဟုတ်လားမသိဘူးနော်ပြန်ကြည့်လိုက်ပါအောင်မယ်ကို့စစ်စက်တဲ့မှန်နော်ကိုကအဝါဆိုတော့ဒီမှာဒါလေးကိုကျွန်တော်အဝါလေးပြောင်းမယ်မိစည်းအဝါလေးပေါ့နော်အန်လာတော့ဒါအစိမ့်ဒါအနီဆိုဒါလေးကိုအနီလေးပြောင်းကျန်တဲ့ဒီအနှုတ်လိုင်းလေးကိုကျွန်တော်တို့အနှုတ်လေး GND လေးတွေပြန်ဆက်ပေးလိုက်ပါနော် ရောင်နေရတော့မပြောင်းလို့ရတယ်ဒါမျိုးကြီးလို့လောက်ဆိုပြီးတော့ပြောင်းတာပေါ့နော်โอเคပါအဲဒီလိုမျိုးလေးပေါ့ဒါဆိုမိသီသုံးလုံးကိုကျွန်တော်တို့ကဒီမှာဒါဆိုရင်အဝါကိုဒီမှာ30ရာအစိမ်းအနီလေးရာ17ပေါ့နော်ဒီလိုမျိုးလေးဖြစ်ပါတယ်အဲ့တော့ဒီအပေါက်ကလေးတို့ကျွန်တော်အဖွင့်ပိတ်ကလေးတို့သွားမှာဆိုတော့ကုတ်လေးထည့်ရမှာပေါ့နော်ဒီမှာဘလော့ကိုမရွေးနဲ့ touch ကိုရွေးမယ်အဲဒီမှာဒီနေရာမှာကျွန်တော်စောင်းနှက copy ကုထားတယ် ကုတ်လေးကိုကျွန်တော်ဖြည့်လိုက်မယ်ပြီးရင် run လိုက်ပါမယ်တော့ဝါစိန်နီအဲဝါစိန်နီဆိုပြီးတော့လာပါပြီအဲ့တော့မိသည်မကျွင်းရှင်တော့ကျွန်တော်တို့ကတခုစီကို resistor လေးတွေလိုက်ဆက်ပေးရမှာဖြစ်ပါတယ်နော်ဒါဆိုရင်ကျွန်တော်တို့အာဒီကျွန်တော်တို့ရဲ့ကုတ်ရေးရနေပြီးတော့ဘာမှအပူပင်မရှိဘဲနဲ့ရေးလိုက်တဲ့ဘလော်လေးတွေပေါ့နော်မြန်မာဘလော်လေးတွေကနေပြီးတော့နောက်ဆုံးမှဒီလို reset ကလေးတစ်ခုကိုရသွားတာဖြစ်ပါတယ်နော် ဆိုအားလုံးပဲအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်နောက်ထပ်ကျူတူရီယယ်လေးတွေကိုဆက်ပြီးတော့အဲဒီမှာတင်ဆက်စီခြင်းနေဆိုလို့ရှိရင်လည်းဒီမှာအပိတ်သွားလို့ရပါတယ်เนาะ YouTube channel လေးရနေကြည့်နေရဆိုရင်လည်းကျွန်တော်တို့ channel လေးကို subscribe လေးလုပ်ပြီးတော့ like and share လေးနဲ့ကူညီပေးသွားလို့ရပါတယ်ဘောက်ပိုင်းပါ